မင်္ဂလာပါရှင်ဒီကနေ့ရနောက်ဆုံးရထိတ်တန်းသတင်းတွေကိုတင်ဆက်ပေးပါမယ်မြမငလင်းအခြေအနေနိုင်ငံတကာမှသတင်းလာယူခွင့်စစ်ကောင်စီခွင့်မပြုတဲ့အကြောင်းတင်ဆက်ပေးပါမယ်လူပေါင်းထောင်ချီတည်ဆုံပျောက်ဆုံပြိမိနေစေဖြစ်တဲ့မြင်းကလေးနဲ့ပတ်သက်ပြီးနိုင်ငံတကာမှသတင်းထောက်တွေကသတင်းရယူနိုင်ဖို့အတွက်တောင်းဆိုနေမှုကိုစစ်ကောင်စီက မလ30ရက်နေ့ကညင်ဆုံလိုက်ပါတယ်။အင်အား9.3နဲ့အင်အားပြင်းထန်စွာလောက်ကပ်ခဲ့မှုကြောင့်ပြည်စည်းဆုံးရှုံးမှုကြီးမားတဲ့ငလျင်အခြေအနေကိုနိုင်ငံတကာသတင်းဌာနတွေကမြန်မာနိုင်ငံတွင်းကိုလာရောက်ကသတင်းရယူခွင့်တောင်းဆိုနေကြတာဖြစ်ပြီးစစ်ကောင်စီဘက်ကပိန်ချလိုက်တာဖြစ်ပါတယ်။လက်ရှိအခြေအနေရရှိလျက်စစ်မီနဲ့ဟိုတယ်များမရှိတာကြောင့်လို့ဆိုပြီးနိုင်ငံတကာမှသတင်းတောက်တွေရဲ့တောင်းဆိုမှုကိုစစ်ကောင်စီကပိန်ချလိုက်တာပါ။လာနာနေတာတဲတာခိုတာထိုင်တာသွားတာလာတာအဆင်မပြေနိုင်ပါဘူး။ဒါလေးကိုတော့အားလုံးသိရှိ ထားစီလိုပါတယ်လို့မန္လာ30ရက်ညပိုင်းကသတင်းဌာနချုပ်ကိုပေးပို့တဲ့အသံဖိုင်မှာစစ်ကောင်စီပြောင်းခွင့်ရဆောင်မြင်းထုံးကပြောပါတယ်။ စစ်ကောင်စီဘက်ကဒီလိုအကြောင်းပြန်ကြားချက်အပေါ်နိုင်ငံတကာမှသတင်းတောက်တဦးကစစ်ပွဲတွေ BNA တွေကြားမှာသတင်းရယူပြီးသတင်းတင်ဆက်နေကြတဲ့သတင်းသမားတွေကိုစစ်ကောင်စီကအကြောင်းပြချက်ပေးတဲ့ပေါ်နားမလည်နိုင်အောင်ဖြစ်မိရဲ့ကျွန်တော်တို့သတင်းသမားတွေကဒီလိုကိစ္စတွေကိုကိယူမဆိုင်နိုင်ပါဘူးဖြစ်ပျက်နေတဲ့အမှန်တရားတွေကိုပဲကဘာကိုတင်ပြနိုင်ဖို့အရေးကြီးပါတယ်လို့မှတ်ချက်ပေးပါတယ်မြန်မာနိုင်ငံမှာငလျင်ကြီးလှုပ်ခတ်ပြီးနေရ48နှစ်အကြာမလ30ရက်နေ့မှာတည်ဆောင်းသူဦးရေဆက်လက်မြင့်တက်လျက်ရှိပြီးမန္တလေးနေပြည်တော်နဲ့ပဲခူးတို့မှာနောက်ဆက်တွဲငလျင် ေငယ်များလှုပ်ခတ်နေစေဖြစ်ပါတယ်။ဆလပ်ပြီးငလင်ဘေးကူညီမဲ့ MNDA ကလန်ကျက်စစ်ကောင်စီပေးချတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ငလင်တန်းတင်ပြည်သူများကိုကူညီပေးလို့ကြောင်းမြန်မာမျိုးသားဒီမိုကရက်တစ်မဟာမိတ်တမတော် MNDA ရဲ့ကလန်ချက်ကိုစစ်ကောင်စီကပေးချလိုက်ပါတယ်။စာကစာကလက်မခံလို့ SR1 ကကူညီကိစ္စရေးတွေငလင်ဖြစ်ပွားနေရင်နေရာဒေသတွေထိသွားရမကူညီနိုင်တာကြောင့်တက်နိုင်တဲ့ဘက်ကနေကူညီပေးဖို့အကုံဝိုင်းဝန်းပြီးလှုပ်ဆောင်နေပါတယ်လို့ MNDA ရဲ့လာရှုမျိုးဆက်ဆံရေးရုံးဖွဲ့ဝင်တောင်းကလူမှုကွန်ရက်မှာတစင်းမ လ30နီးညမှာအတည်ပြုပါရယ်မလ28ရက်ကစကိုင်းမြို့နီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့တဲ့အင်ပြင်းအား Restars K 9.9အစဉ်ရှိငလီချင်းတန်းကြောင်းထိခိုက်သူတွေကိုလူသားချင်းစာနာထောက်ထားမှုဆိုင်ရာကူညီကိစ္စရေးနဲ့တဘာဝ BN ရဲ့ကိစ္စရေးလုပ်ငန်းများဆောင်ရွက်သွားမယ်လို့ MNDA ကမလ29ရက်နေ့မှာထုတ်ပြန်ထားခဲ့ပါရယ် ငလင်တန်တဲ့ဒေတာတွေကိုကူညီဖို့တဘာဝပြီးကေဆိုင်ရေးဖွဲ့များဖွဲ့စည်းပြီးငလင်ဘေးတဲ့ဒေတာရှိသက်ဆိုင်ရာဖွဲ့စည်းများနဲ့ချိန်ဆက်ကာကေဆိုင်ရေးစည်းတနာဝန်ထမ်းဝန်ဆောင်မှုတွေအကောင့်ထည့်ဖို့နိုင်ဖို့အတွက်ငလင်တန်တဲ့ဒေတာတွေကိုတွားရောက်ကူညီပေးကြဖို့အထူးဒေတာတွင်ရှိစေယုံအလုံးကငလင်တန်တဲ့ဒေတာတွေမှရောက်ရှိလာမယ့်လူနာများအတွက်အခမဲ့စေဝါကူတာမှုအကူအညီများပေးဖို့ချုပ်တင်ပြင်ဆင်ထားဖို့ငလင်တန်တဲ့ဒေတာများမှပြည်သူများရောက်ရှိလာပါကအခမဲ့အစားအသောက်များနေရာထိုင်ခင်းများကိုထောက်ပံ့ကူညီဖို့ထုတ်ပြန်ခဲ့ပါတယ်။ဒါအပြင် MNDA ိန်ချုပ်ဒေသတွေမှာပြင်ဖို့ကျင်းပဖို့ပြင်ဆင်ထားတဲ့မဟာဒကျန်းရေကစားပွဲတော်ကိုဖျက်သိမ်းလိုက်ပြီး အထူးဒေသမှာမြည်သည့်ပြုတ်ပွဲရှင်ပွဲကိုများကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ခဲ့ပါတယ်။ငလျင်ကျောင်းတိကိုက်တရားရသူတွေကိုလည်းလာရှိုးကျမ်းမိုင်ဌာနကအခမဲ့ကူညီပေးမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။လုံခြုံရေးကျောင်းငလျင်တန်တဲ့ဒေသတွေကိုလူနာတွေတွားရောက်ခေါ်ယူဆေးကုသမပေးနိုင်တာကြောင့်အရေးပေါ်တုံလာရင်ကူညီဖို့အသင့်ပြင်ထားတယ်လို့ MND ရဲ့အထူးဒေသတင်ငလျင်တန်ကူညီကိစ္စအဖွဲ့ကမလ29ရက်နေ့မှာအရေးပေါ်ကြေညာခဲ့ပါတယ်။ဒီကနေစင်ဖို့ခေါ်တော့ညှိလို့မရဘူး။ဟိုကနေလာရင်တော့ရတယ်လို့ကြားတယ်လို့ MND နဲ့နှိစက်တဲ့သတင်းရင်းမြစ်တွေကမလ 29ရက်နေ့ကပြောပါတယ်စစ်ဘေးတန်တောင်ဒုက္ခရောက်နေကြတဲ့အပြင်သဘာဝကပ်ပေးကြောင်းပြည်သူများပျက်စီးဆုံးရှုံးသေဆုံးရမှုတွေပေါ်ခြေကွဲဝန်းနေရပြီးလူသားချင်းစာနာထောက်ထားမှုနဲ့လိုအပ်တဲ့အကူအညီများပေးအပ်ဖို့အသိရှိကြောင်းထုတ်ပြန်ခဲ့ပါတယ်ကေဆေးအလုပ်ဖို့ရှမ်းမြောက်ဘက်ကနေတက်သွားတဲ့အချက်သားလူငယ်တချို့ပါစစ်ကောင်စီကဖမ်းသွားတာပါအခုကကိုကန့်ဘက်ကအကူအညီကိုပါတားမြစ်တာရုပ်ပေါက်ပါတယ်လို့ရှမ်းမြောက်ဒေသခံတောင်ကပြောပါတယ် ဇလန်ဘေးငလင်ဘေးတင်ပြည်သူများထံအကူအညီအမှန်တကယ်ရောက်ရှိရေးစောင့်ကြည့်ရေးရန်နီယာထားရှိရန်လိုရလို့နိုင်ငံတကာကို KNU တိုက်တွန်းတဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ။နာခင်မှာဒါရီမရှိခဲ့လို့အကုန်လုံးကစေအုပ်စုကသူ့ကိုကြိုးတက်တုံးသွားတာပြီးတော့ဘလောက်တိရုံးမှရိုင်းဆိုင်ခဲ့တယ်လဲဆိုရင်ရှားလာတဲ့အကူအညီပေါ်မှာစေအုပ်စုရဲ့တစိုက်ကပ်ပြီးသူတို့မိသားစုနာမည်ကောင်းအောင်လုပ်တဲ့ဟာရီအများကြီးဖြစ်ခဲ့တယ်လို့ဘဒူစောတော်နီကပြောပါတယ်။အကူအညီအမှန်တကယ်လိုအပ်နေတဲ့ငလင်းဘေးတင်ပြည်သူများတန်းအကူအညီများရရှိဖို့အတွက်ပွင့်လင်းမြင်သားတွေစောင့်ကြည့်ရန်တရားထားရှိရန်လိုအပ်ကြောင်းခင်အမျိုးသားစီယုံ KNU ပြောရေးဆိုခွင့်ရှိသူဘဒူစောတော်နီကနိုင်ငံတကာကိုတိုက်တွန်းလိုက်ပါတယ်။လက်ရှိရင်ဆိုင်နေရတဲ့ငလင်းဘေးနဲ့ပတ်သက်ပြီးနိုင်ငံတကာကပြည့်ရတဲ့လူသ တားဆင်းစာနာထောက်ထားမှုအကူအညီတွေကိုစေအုပ်စုကကိုကြိုးအတွက်အသုံးပြုနိုင်ဖို့ KNU ကအခုလိုအကြံပြုလိုက်တာပါလူသားချင်းဌာနထောက်ထားမှုအကူအညီတွေကစေအုပ်စုကနေပြီးတော့မိမိကိုကြိုးအတွက်အသုံးမပြုနိုင်ဖို့ဆိုရင်တော့ဒီအကူအညီအလုံးသူတို့စီကိုတိုက်ရိုက်စည်းဝင်တဲ့ဟာမျိုးလုံးဝမလုပ်သင့်ဘူးအထူးသဖြင့်လူသားချင်းစာနာထောက်ထားမှုတကယ်မြေပြင်မှာအကောင့်ထည့်ဖို့မဲ့လူတွေလက်ထဲတိုက်ရိုက်ထည့်ပေးတာပို့ပြီးတော့အသင့်တော်ဆုံးပဲဖြစ်တဲ့ဒုတိယချက်အနေနဲ့ကတော့တကယ်ကိုအကူအညီလိုအပ်နေတဲ့လူတွေရဲ့စီရောက်ဖို့အတွက်ဆိုရင်တော့ပေးလိုက်တဲ့အကူအညီတွေကပွင့်လင်းမြင်သာမှုနဲ့တာဝန် င်ယူမှုတာဝန်ခံမှုတော့တိတ်လို့အပ်တယ်။ဒါကြောင့်မလို့ monitoring မချမ်းဆန်လို့ခေါ်တဲ့အမြဲတမ်းစောင့်ကြည့်လေ့လာရင်ရန်နီယာတစ်ခုကရှိဖို့တော့လိုတယ်လို့ဘဒူစောတော်နီကပြောပါတယ်။ အကူအညီများလူမှုထံရောင်းဝယ်အောင်စစ်ဆေးရရန်နေရာရှိမှသာရခိုင်2008ကာလနာကင်မုံတိုင်းမှာတုံကင်ရတဲ့အခြေအနေမျိုးရှောင်ရှားနိုင်မှာလို့၎င်းကဆိုပါတယ်ပြီးခဲ့တဲ့နာကင်မှာဒါရီမရှိခဲ့လို့အကုံလုံးကစေအုပ်စုကသူ့ကိုကြိုးတွက်တုံးသွားပြီးတော့ဘလောက်ထိရောက်မှရိုင်းဆိုင်ခဲ့တယ်လဲဆိုရင်ရှားလာတဲ့အကူအညီပေါ်မှာစေအုပ်စုရဲ့တစိုက်ကပ်ပြီးသူတို့မိသားစုနာမည်ကောင်းလို့တင်ဟာရီအများကြီးဖြစ်ခဲ့တဲ့နောက်ပြီးပစ္စည်းတွေပုံပေါ်လို့အနေစီးတဲ့မှာရောက်ချက်တလို့ရောက်နေတဲ့ဟာရီဒါရီကတော်တော်လေးကိုစိုးတယ်ဒါကတိုင်းပြည်ရဲ့ပုံရိပ်ကိုလည်းအရန်ထိခိုက်တယ်ဒါကြောင့်မလို့ဒါရီလုံးဝမဖြစ်ဘူး ို့ဆိုရင်နိုင်ငံတကာကတေချာကြက်ကြက်မမတ်လုပ်ဖို့တော့လိုတယ်လို့ဘဒူစော့တော်နီကပြောပါတယ်။အကူအညီများလိုအပ်တာကမှန်တော့လည်းမရောက်သင့်တဲ့ပြည်သူများထံရောက်ပါကအများစွာအဆင်မပြေလို့ပြောပါတယ်။ KNU ရဲ့မလ30ရက်ထုတ်ပြန်ကြမှာငလင်တန်းခံခဲ့ရတဲ့ပြည်သူများအတွက်ပြည်ရတဲ့လူသားချင်းစာနာထောက်ထားတဲ့အကူအညီများအပေါ်စစ်တပ်ကခွင့်ကောင်းယူပြီးနိုင်ငံရေးအမြတ်မထုတ်ကြစေဖို့အနီးကပ်အကဲဖြတ်စောင့်ကြည့်တဲ့လုပ်ငန်းစဉ်ကိုထည့်သွင်းထားဖို့တိုက်တွန်းထားပါတယ်။ KNU ရဲ့ထုတ်ပြန်ကြမှာငလင်တန်းတဲ့ပြည်သူများအတွက်အစိုးရပေးကြပြီးအချိန်တိုကာလအတွင်းကုညီရန်ကံလန်းရ ရောက်ရှိလာကြတဲ့နိုင်ငံတကာမှအစိုးရများ၊ဖွဲ့စည်းများအပြင်ဒေသခံပရာဟိတဖွဲ့တွေနဲ့ပြည်သူတွေအကူအညီပေးမှုတွေကိုကြိုဆိုကြောင်းဖော်ပြကကျေးဇူးတင်ကြောင်းအသိပေးပါရယ်။တာမန်အခြေအနေမှာနိုင်ငံတနိုင်ငံရဲ့တဘောင်ဝဘီအန်အေကိုတုံ့ပြန်တဲ့အနေနဲ့စစ်တပ်ကဥစွာပောင်းဝင်ကြတော့လဲစစ်ကောင်စီရဲ့ထိန်းချုပ်မှုအောက်မှာရှိတဲ့စစ်တပ်ကတိုင်းပြည်ရဲ့ကျေးဝါမှုနဲ့အခွင့်အတူများရယူအလွဲသုံးစားပြုလုပ်ပြီးပြည်သူကိုဥတီတက်ခိုင်းရန်သာတက်ဆွဲဖြန့်ကျက်ထားကြောင်းသတိပေးပါရယ်။ဒါအပြင်ပြည်သူများမြင်ကလေးတပ်ကိုပြင်းထန်စွာခံစားနေရချိန်မှာစစ်ကောင်စီအနေနဲ့ အရက်သားနေရာတွေကို ပြစ်မှတ်ထားပြီးလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်ကျူးလွန်နေတာကိုလည်းဝန်နေစွာတွေ့ရှိရပါတယ်။ငလင်ဖေးတင်တဲ့ပြည်သူတွေကစစ်ကောင်စီထိန်းချုပ်နေမြေအောက်မှာရှိသလိုတော်လိုင်းတပ်ဖွဲ့များထိန်းချုပ်ထားတဲ့နေမြေတွေမှာရှိတာကိုတတိမှုဖို့တတိပေးထားပါတယ်။ ဒါအပြင်ငလင်ပင်အကူအညီများပေးအရာမှာအပြိုင်အကူအညီပေးတဲ့လုပ်ငန်းစဉ်တွေကိုအခြေခံပြီးမြေပြင်မှာအကူအညီပေးနေတဲ့ဒေသခံအတိုင်းဝိုင်းတွေမှာတက်စင်အမှန်တကယ်လိုအပ်နေတဲ့သူတွေထံကိုရောက်ရှိရေးလှုပ်ဆောင်ဖို့နိုင်ငံတကာကို KNU ကတိုက်တွန်းပါတယ်။ KNU အနေနဲ့လည်းအရှိပေါ်လူအပ်မှုတွေကိုတုံ့ပြန်ကူညီဆောင်ရွက်နိုင်ဖို့ကိုယ်စွမ်းညံစွမ်းရှိသရွေ့တက်နိုင်တဲ့နည်းလမ်းမှာပါဝင်သွားမယ်လို့အတည်ပြုပါတယ်။